အားလုံးပဲမင်္ဂလာပါဒီတင်ကဆာမှာတော့တရုတ်စကပြောလက်တွေ့လေ့ကျင့်နေ့တွေနဲ့လေ့ကျင့်သွားမှာပါဝါထားလေးနှစ်ခုလေ့လာကြည့်အောင်တောက်လို့ကောင်းသောအချစ်တဲ့တစ်ခုဖြစ်တယ်ဟောက်ခေါက်ခေါက် ဟောင်းဆိုတာကကောင်းတော့ခါကတောက်တာဒီအတန်းနဲ့နှစ်ခုပေါင်းပြီးတော့ edge တဲ့စကလုံးတစ်လုံးဖြစ်သွားတယ်နော်တောက်လို့ကောင်းတော့ဟောင်းခါဟောင်းခါကော်ဖီတကတော့နံတစ်ခုဖြစ်တယ်ဗျကော်ဖီကော်ဖီအဲ့တော့ဒီ edge တဲ့တရားဝါချတဲ့မှာဆိုရင်သူ့တစ်လုံးလေးနဲ့ဝါချတီဆောက်လို့ရတလုံးနဲ့နဲ့ဝါချတစ်ချောင်းဖြစ်တယ်ပေါ့အတူဆုံးဝါချတစ်ချောင်းပေါ့နော်အဲ့တော့တောက်လို့ကောင်းတယ်လို့ပဲပြောချင်ဟောင်းခါဟောင်းခါတောက်လို့ကောင်းတယ် Okay ဒီတခါ ဒီလိုပြောကြည့်အောင်ကော်ဖီတောက်လို့ကောင်းတယ်ကော်ဖီတောက်လို့ကောင်းတယ်အဲ့တော့ခုနကကျွန်တော်တောက်လို့ကောင်းတာကိုဟောဟလို့ပြောတယ်ပါဠိတလုံးပို့လာလဲကော်ဖီအဲ့တော့ပို့လာတဲ့စကားလုံးကိုဒီစလုံးနဲ့တွဲမယ်အဲ့တော့ကော်ဖီတောက်လို့ကောင်းတယ်ဆိုရင်ဒါဝါကြတကြောင်တိစောက်ထားတာဖြစ်တဲ့ကြောင့် adjective ကို predicate အနေနဲ့သုံးမယ်ကော်ဖီကို subject အနေနဲ့သုံးလို့ရတယ်တည့်ရဲပဲတွတ်ဆက်တာပေါ့နော်ကော်ဖီက coffee တောက်လို့ကောင်းတာဟောဟစကားလုံးတစ်ခုတည့်ရဲတွဲလိုက်တယ်ဒါဆိုပါဖြစ်မလဲอืม coffee ဟောဟ ကော်ဖီတောက်လို့ကောင်းတယ်ကော်ဖီ好喝ကော်ဖီ好喝ကော်ဖီတောက်လို့ကောင်းတယ်ဒီတစ်ခါကျွန်တော်တို့ကော်ဖီတောက်လို့မကောင်းဘူးလို့ပြောချင်တာပေါ့နော်ဒါဆိုရင်အငင်းကိုရီးယားဝိတ္တနာ negative adverb တခုတီးဖို့လိုတယ်အတိတ်ပဲကတော့မပေါ့နော်อืมအတန်ထွက်ကတော့ပို့ပို့ကောင်းပြီအဲ့တော့အငင်းကရိယာဝိတ္တနာတွေက adjective ရဲ့ရှိရတဲ့အထူးပြုလေးရှိတယ်။ကောင်းပြီ။အဲ့တော့ဒီဝက်ချတဲ့မှာလဲ coffee တောက်ကောင်းတယ် 咖啡好喝အရောမဒီ slow လေးတလုံးပို့ထားလိုက်တယ် coffee တောက်လို့မကောင်းအဲ့တော့ပိုလာတဲ့တလုံးဒီ adjective ကိုအထူးပြုထားတာဒီ coffee နဲ့မဆိုင်ဘူးပေါ့နော်သူနဲ့တွဲဆရာမလို့ adjective ကိုပဲတောက်ကောင်းတယ်好喝တောက်မကောင်းဘူးဆို adjective ရဲ့ရှိရလေပို့နေနေလေပို့好喝不好喝ဒါဆိုရင်ကျွန်တော် coffee တောက်မကောင်းဘူးဒီဝါကြာဘလို့ဖြစ်မလဲ嗯咖啡不好喝咖啡不好喝 coffee တောက်မကောင်း coffee 不好喝 ကော်ဖီဒီတခါတော့ကော်ဖီဆိုင်ရကော်ဖီဆိုပြီးတော့ပြောကြည့်မယ်အဲ့တော့ကော်ဖီကိုကျွန်တော်တို့ကကာဖေးလို့ခေါ်တယ်ကော်ဖီဆိုင်ကျတော့နန်တစ်ခုဖြစ်တယ်ကာဖေးကွာကော်ဖီကွာကော်ဖီရဲ့နောက်မှာကွမ်ဆိုတဲ့ဆလုံးလေးတလုံးပို့ထားတယ်ပေါ့နော်အဲဒီမှာတော့ကွမ်ကဆိုင်ကိုရည်ညွှန်းတာနော်ကော်ဖီကွာကော်ဖီဆိုင်အဲ့တော့ကော်ဖီဆိုင်ကကော်ဖီဆိုတော့ဒီမဆိုင်တဲ့စက္ကစုလေးကိုကျွန်တော်တို့ခဏ ပေးပေးထားမယ်နော် coffee ရယ် coffee site ရယ်တွဲဆက်တဲ့ပုံစံလေးကိုလေ့လာကြည့်အောင်အဲ့တော့ကျွန်တော်တို့က coffee က cafe coffee site က cafe กว่าကျွန်တော်တို့တွဲမှာက coffee site က coffee coffee ဆိုတဲ့နံကို coffee sign ဆိုတဲ့စကားလုံးနဲ့အထူးပြုထားတယ်အဲ့တော့အထူးပြုတဲ့စကားလုံးတွေကနံကိုအထူးပြုမယ်ဆိုကျွန်တော်တို့က attributive နာမဝိသေသနာပုစုဆိုပြီးတော့သတ်မှတ်ပြီးတော့နံရဲ့ရှေ့ဟာနေတုံးတယ်အဲ့လိုတုံးတဲ့အခါမှာနာမဝိသေသနာပုစုတွေတုံးတိုင်းမှာသူ့ရဲ့နောက်မှာ the ဆိုတဲ့ not support ကိုထည့်သုံးပေးလေးရှိတယ်တော်ပါလားမြန်မာဘာကျတော့ ga ဆိုပြီးထည့်ထားတယ်เนาะတရုတ်က ဒါလေးထည့်သုံးပေးထားတယ်။အဲ့တော့ coffee side ကကာဖေကွာသူနဲ့အထူပြုမယ်။နောက် support ပါထည့်ပေးလေ။တော့ပြီးတော့ coffee ဆိုတဲ့နာမ်ကိုအထူပြုထားတယ်။ဒါကြောင့်မို့ကျွန်တော်တို့က coffee side က coffee လို့ပြောချင်ဘယ်လိုပြောရလဲ။ကော်ဖီကွမ်ဒကော်ဖီကော်ဖီကွမ်ဒကော်ဖီကော်ဖီဆိုင်ကကော်ဖီကော်ဖီကွမ်ဒကော်ဖီကော်ဖီဆိုင်ကကော်ဖီကောင်းပြီဒီတစ်ခါကော်ဖီဆိုင်ရောက်ကော်ဖီ တောက်လို့မကောင်းဘူးလို့ပြောချင်တယ်ခုနကတော့ကျွန်တော်တို့ကော်ဖီတောက်လို့မကောင်းဘူးဆိုတာပြောတတ်ပြီးသားတော့ကော်ဖီပူဟောဟာအဲ့တော့ကော်ဖီကိုကော်ဖီကွာနဲ့အထူးပြုထားတယ်အဲ့တော့သူ့အတိုင်းပဲအထူးပြုထားတဲ့စကားစုတစ်ခုလုံးနဲ့ subject အနေနဲ့တုံးပြီးတော့သူနဲ့ပဲပြန်တွဲဆက်ထားပဲဒါဆိုဘယ်လိုဖြစ်မလဲကော်ဖီကွာတဲ့ကော်ဖီပူဟောဟာကော်ဖီဆိုင်ရကော်ဖီတောက်လို့မကောင်းဘူးကော်ဖီကွာတဲ့ကော်ဖီပူဟောဟာကောင်းပြီဒီတစ်ခါတော့ coffee sign design ဆိုပြီးပြောကြည့်မယ်เนาะ coffee sign design အဲ့တော့ this ဆိုတဲ့စကားလုံးကยีတင်ချာစကားလုံးတစ်ခုဖြစ်တယ်เนาะ numeral လို့ခေါ်တယ်တင်ချာစကားလုံးအတန်းထက်ကยียีဆိုတာ the sign ဒါကတော့ measure အနေနဲ့တော့အာเนาะ jia jia အဲ့တော့တချို့ကပြောမှာပေါ့ jia ဆိုတဲ့စကားလုံးက ိမ်ဆိုတဲ့စကားလုံးဟုတ်လားဆိုတော့ဟုတ်တယ်ဗျ။သူကဘယ်ချိန်မှာအိမ်လို့ပါတော့ပြန်လဲဆိုတော့သူ့ကိုနောင်အနေနဲ့တော့အိမ်လို့ပါတော့ပြန်တယ်။အခုကျွန်တော်တို့ကကြားဆိုတဲ့စကားလုံးရောမစ်ရှင်ရောမျိုးပြစကားလုံးအနေနဲ့တုံထားတာကြောင့်စိုင်းလို့ပါတော့ပြန်တယ်။ဟုတ်ပြီနော်။ဟိုပါကျွန်တော်တို့ကကုမ္ပဏီတွေပါလေဆိုတခုလို့ပါတော့ပြန်တယ်။နော်ဒါလည်းကြားပဲဆက်ရုပ်တွေပါဆိုတယုံပေါ့နော်။ဒါလည်းကြားပဲစိုင်းတွေကိုတစ်စိုင်းနှစ်စိုင်းလို့ရေတွက်ရေလဲကြားပဲဒီစကားလုံးကိုတုံတာ။ တော့ပေါ့လားအဲသူကမရှိဝါအနေနဲ့တုံးထားတာပေါ့ဥပမာလူတွေဆိုရင်တယောက်ခွေးဆိုရင်တကောင်အဲဆိုင်ဆိုရင်တဆိုင်အဲ့လိုမရှိဝါအနေနဲ့တုံးထားလို့ရှိရင်ဂျာကိုတုံးတယ်ပေါ့နော်ကောင်းပြီအဲ့တော့တဆိုင်ရယ်ကော်ဖီဆိုင်ရယ်ကိုကျွန်တော်တို့ကအထူးပြုပြီးတုံးရမှာကျန်တာတွေမတုံးသေးဘူးနော်ကော်ဖီဆိုင်တဆိုင်ဆိုပြီးကျွန်တော်တို့ကတုံးချင်တာကိုโอเคဒါဆိုရင်ကျွန်တော်တို့ကအထူးပြုမဲ့ဟာလေးတွေကို highlight လုပ်ပြီးပြပေးထားတာเนาะ coffee ဆိုင်ရဲ့တဆိုင်ရဲ့အတွဲမှာအဲ့တော့ပထမဆုံးကျွန်တော်တို့ကဒီတဆိုင်ဆိုတဲ့ဟာကိုအရင်တွဲကြည့်မယ်ဗျာ เนาะตัวอ่ะบลูตั้วเสียเลยဆိုတော့တင်းချာစကလုံးနဲ့မျိုးပြစကလုံးရဲ့တွဲဆက်တဲ့ပုံတွေကတိုက်ရိုက်ပဲတွေ့တယ်။ဥပမာတဆိုင်တို့သူမဟုတ်တယောက်တို့တစ်ခုတို့တင်းချာစကလုံးတေကာရှီယာဆိုင်ရနောက်ကမီရှိုဟာဟုတ်ပြီเนาะဒါတရုတ်မှာတင်းချာမျိုးပြတွေ့ဒီလိုတွေ့တယ်။ဒါကြောင့်မို့ကျွန်တော်တို့ကော်ဖီဆိုင်ရတော့ကွာတီးပြီးသားကော်ဖီကွာဒါခဏနေလိုက်ရောတဆိုင်ဆိုတာကိုအရင်တွဲကြည့်မယ်ဒီစကလုံးအစ်စ်တစ်ခုကိုဒါဆိုတဆိုင်ဆိုဘလို့တွေ့မလဲ။ ਈ ဂျာဟုတ်ပြီเนาะတွဲကြည့်အောင်။တဆိုင်ဆိုဘလို့ပြောမလဲ။ ਈ ဂျာအဲ့တော့အတန်ထလေးတတိထားเนาะ ยีဆိုတဲ့စကားလုံးက तू อ่ะ तू ဆိုလို့ရှိရင်ဒီ official အတန်ထွက်ပေါ့เนาะပုံမှန်အတိုင်းဆိုยีလို့ပဲအတန်ထွက်ဖတ်ရတယ်ဒါပေမဲ့နောက်ကတွဲတဲ့စကားလုံးပေါ်မူတည်ပြီးတော့အတန်ပြောင်းနေเนาะဒီမှာကျွန်တော်တို့ကยีจ้าလို့မပြောတော့ဘူးတွဲလဲတွဲလိုက်อีจ้าဆိုပြီးအတန်ပြောင်းတာတဆိုင်ဆိုอีจ้า၄တန်เนาะ၄တန်ပြောင်းလဲတတယ်อีจ้าကောင်းပြီအဲ့တော့ coffee sign နဲ့ပြန်တွဲမှာကျွန်တော်တို့က coffee sign တဆိုင်ဆိုပြီးတော့အဲ့လိုမျိုးပြန်တွဲခြင်းတယ်ပေါ့ဗျာပြန်တွဲခြင်းတဲ့အခါကျတော့ coffee sign ရဲ့တဆိုင်ရဲ့တွဲမှာတဆိုင်ဆိုတော့ coffee sign ရပါလေခါ ဖေးကွာကော်ဖီကွာတဆိုင်ရကြတော့ဤကြအဲ့တော့ကျွန်တော်မြန်မာစကားအတိုင်းကော်ဖီဆိုင်ရရှိရာတဆိုင်ရနောက်ကတွဲမှာလားဆိုတော့ဒီမှာသူရဲ့ theory လေးကိုကြည့်မယ်အဲ့တော့တင်ချာမျိုးပြစကလုံးနေနဲ့နောင်းလေးကိုအထူးပြုတဲ့အခါမှာအထူးပြုခံတဲ့နောင်းလေးဒီအများတန်းနောက်ကပဲနေတယ်တင်ချာမျိုးပြစကလုံးတွေကရှေ့ရနေတယ်ဆိုလိုတာကတော့ဗျာကော်ဖီဆိုင်တဆိုင်ဆိုရင်ကျွန်တော်တို့ကတင်ချာမျိုးပြဖြစ်တဲ့တဆိုင်ပြီးတော့မှနောက်ကနောင်းကော်ဖီဆိုင်ဥပမာလူတစ်ယောက်ဆိုရင်တစ်ယောက် လူဖုန်းတစ်လုံးဆိုရင်တစ်လုံးဖုန်းအဒီပုံစံမျိုးနဲ့သွားတာပေါ့တရုတ်ရဲ့စကားပြောပုံစံเนาะဒါကြောင့်မို့ coffee site တစ်ဆိုင်ဆိုရင်ကျွန်တော်တို့ကကာဖေးกว่าอีจาလို့ပြောလို့မရဘူးဘယ်လိုပဲပြောရလဲတင်ချာမျိုးပြားရှိရာอีจาပြီးတော့မှနောင်ကာဖေးกว่าဒါကြောင့်မို့ coffee site တစ်ဆိုင်လို့ပြောရှင်ဘယ်လိုပြောရလဲอีจาကာဖေးกว่าอีจาကာဖေးกว่า coffee site တစ်ဆိုင်ရပြီเนาะပြန်ပြောကြည့်အောင် coffee site တစ်ဆိုင်อีจาကာဖေးกว่า 一家咖啡馆 coffee site design ။ကောင်းပြီ။အဲ့တော့ကျွန်တော်တို့ Eddie coffee site design လို့ပြောရတယ်။ coffee site design အထိတော့ကျွန်တော်တို့ပြောတတ်သွားပြီ။一家咖啡馆လို့ပြောတယ်။ Eddie ဆိုတဲ့စကားလုံးလေးတစ်လုံးကိုပို့ထည့်ကြည့်မယ်။အဲ့တော့ Eddie ဟိုဆိုတာ demonstrative pronoun လို့ခေါ်တဲ့အညွှန်းနှံစာတစ်ခုဖြစ်တယ်။အတန်ထွက်ကတော့ na na ဲ့တော့ဒီအညွှန်းနှံစားတွေကဝက်ချထဲမှာဘယ်နေရာမှာပဲတုံးလို့ရှိလဲဆိုတော့တင်ချာမျိုးပြဒီတင်ချာစကလုံးတွေရဲ့ရှေ့ရပဲတုံးလို့ရှိရယ်ဆိုလိုတာကတစ်နှစ်တုံးလေးတွေရဲ့ရှေ့ရပဲသူကဆက်တုံးတယ်တော့ပါလားအဲဒါဆိုလို့ရှိရင်အဲ့ဒီနဆိုတဲ့စကလုံးဒီဒီတဆိုင်ကော်ဖီဆိုင်ဆိုတာတစ်ဒီတင်ချာစကလုံး1ရဲ့ရှယ်ရလေးသူကဆက်တွဲပြီးသုံးသွားတယ်။ဒါကြောင့်မို့အဲဒီကော်ဖီဆိုင်တဆိုင်ဆိုရင်သူကဘာလေးပို့လာလဲ။နာအဲဒီဆိုတာလေးပို့လာမယ်။ဒါကြောင့်မို့ဘယ်လိုသုံးမလဲ။อืม 那一家咖啡馆，Eddie Coffee Side Side。那一家咖啡馆，那一家咖啡馆。အဲ့တော့နောက်တစ်ခုကကျွန်တော်တို့ကဒီ Eddie Coffee Side တဆိုင်ဆိုတာကိုကျွန်တော်တို့ကမြန်မာလိုမြန်မာစကားကြတော့တချို့ဆက်လို့ဖြုတ်ပြောတာလေ Eddie Coffee Side အဲ့လိုပြောတဆိုင်ဆိုပြီးတော့ တင်ချာစကလုံးနဲ့ဆိုင်မျိုးပြစကလုံးမြန်မာစကားမှာမထည့်တော့အဲ့ဒီလူတယောက်ဆိုကျွန်တော်တို့အဲ့ဒီလူလို့ပဲပြောတယ်ဟုတ်တယ်မလားဟိုစာအုပ်တအုပ်ဆိုရင်ဟိုစာအုပ်လို့ပဲပြောတယ်အဲ့တဘောပဲဗျတရုတ်မှာလည်းအဲ့လိုပဲတရုတ်ရဲ့တဘောကဘယ်လိုလဲဆိုတော့ဒီအညွှန်းနှံစားပေါ့နော်အညွှန်းနှံစားတွေရဲ့နောက်ကတင်ချာစကလုံးကတစ်ကနန်အီးဆိုတာဖြစ်နေလို့ရှိရင်သူကဖြုတ်လိုက်တယ်ထည့်ပြောစရာမလို့စကားပြောပုံစံဒီမှာထည့်သုံးစရာမလို့ဆိုလိုတာကတော့ခုနဟာလေးကျွန်တော်တို့ပြန်ကြည့်လိုက် အဲ့ဒီ coffee site တစ်ဆိုင်ဆိုရင်နာအီချာကာဖေးကွာအဲ့တော့ခုနကကျွန်တော်ပြောခဲ့သလိုအညွန့်နှံစားရတဲ့နောက်ကတစ်အတန်တွေကိုစကားပြောရင်ထည့်ပြောစရာမလိုတဲ့အတွက်ကြောင့်ဒီနေရာမှာတစ်အတန်တွေမှာပါတော့စကားပြောတဲ့ကနာချာကာဖေးကွာလို့ပဲပြောတယ်အဲ့ဒီ coffee site ပေါ့မြန်မာလိုပြောရင်နော်နာချာကာဖေးကွာ နာချာကော်ဖီကွာအဒီကော်ဖီဆိုင်ဟုတ်ပြီနော်တစ်ကနန်ကဘာလို့မထဲလဲအညွန်းနှံစားတွေရဲ့နောက်ကတစ်အတန်ထွက်တည်ဒီစကားပြောပုံစံမှာထဲမပြောတော့ပေါ့လားဒါကြောင့်မို့ကျွန်တော်တို့ကအဒီကော်ဖီဆိုင်ဆိုဘယ်လိုပဲပြောလဲနာချာကော်ဖီကွာ ဒီလိုပြန်ဆက်ကြည့်မယ်အဲ့ဒီ coffee ဆိုင်က coffee တောက်လို့မကောင်းဘူးအဲ့တော့ကျွန်တော်တို့ကခုနက coffee ဆိုင်က coffee တောက်လို့မကောင်းတာကတီပီတာလေးပဲခုနအတွင်းနဲ့ပဲပြန်ဆက်လိုက်တယ်အထူးပြုချက်တွေရောเนาะအဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုတော့那家咖啡馆的咖啡不好喝。那家咖啡馆的咖啡不好喝。那家咖啡馆的咖啡不好喝。 ဟုတ်ကဲ့ပါကျွန်တော်တို့ Chinese Forward Site E-learning Membership Program နေကြိုးဆိုပါရစေကျွန်တော် website မှာ member တစ်ကြိမ်ဝင်ထားရုံနဲ့တရုတ်စကားပြောအရေးဖတ်အတန်ထွက်တတာညံစမ်းတွေနဲ့ HSK သင်ခန်းစာတွေကိုခါမဲ့လေ့လာခွင့်ရပါပါလေ့လာခွင့်ရရှိမဲ့ course အရေးအတွက်80ခန်းဖြစ်ပြီးတော့ဒီထဲမှာ video သင်ခန်းစာစုစုပေါင်း1600ခန်းပါဝင်ပါတယ် တင်ကြားနည်းစနစ်တွေနဲ့အချက်လက်အသေးစိတ်ကိုတော့ကျွန်တော်တို့ရဲ့ website စာမျက်နှာမှာအလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ပါတယ် website နဲ့ပတ်သက်တဲ့အချက်လက်တွေကိုမေးမြန်းစုံစမ်းခြင်းတော့ Chinese for our page messenger ကနေ message ပေးဖို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျအခုသင်ခန်းစာလေးကိုဆက်ပြီးတော့လေ့လာကြရအောင် ကောင်းပြီခုနကကျွန်တော်ပြောထားတာလေးကိုပြန်သုံးသပ်ကြည့်တာပေါ့နော်ခုနကကျွန်တော်ဗာပြောခဲ့လေအဲ့ဒီ coffee ဆရာ coffee တောက်လို့မကောင်းဘူးနာချာ coffee ကွာတော့ coffee 不好喝နာချာ coffee ကွာတော့ coffee 不好喝အဲ့ထက်ကျွန်တော်စလုံးလေးတွေကိုကိုလိုတလောက်လေးတွေဖြတ်ညက်ကန်လေးတွေပြန်ပြောကြည့်ပဲပေါ့နော်မလိုတဲ့စလုံးတွေမထည့်ဘူးလိုတဲ့စလုံးလေးတွေကိုပဲသုံးပြီးတော့အတူလေးတွေအရှည်လေးတွေနော်လိုတလောက်လေးတွေထုတ်နှုတ်ပြီးပြောကြည့်အောင် အခုကျွန်တော်ကဗျာဒီထဲမှာတောက်လို့ကောင်းတယ်လို့ပဲပြောချင်တယ်ဒါဆိုဒီဝက်ကြတစ်ချောင်းလို့ကတောက်လို့ကောင်းတယ်ဆိုရယ်စလုံးကိုပဲယူသုံးလိုက်ရတယ်ဟုတ်ပြီနော်တစ်ချောင်းလုံးပြောစရာမလိုကျွန်တော်တို့ကဒီဝက်ကြစီထားတဲ့ထဲမှာတောက်လို့ကောင်းတယ်ကွာလို့ပဲပြောချင်တယ်ဒါဆိုဘာပဲပြောလဲဟောင်ဟောတောက်လို့ကောင်းတယ်ဟောင်ဟောဟောင်ဟောကဲဒီထဲမှာကော်ဖီတောက်လို့ကောင်းတယ်လို့ပြောချင်တယ်ကော်ဖီတောက်လို့ကောင်းတယ်ဆိုရယ်ကာဖေကော်ဖီနဲ့ဟောင်ဟောတောက်လို့ကောင်းတာဒီနှစ်ခုပဲတောက်တယ်ဒါဆိုဘယ်လိုဖြစ်မလဲ 咖啡好喝。coffee 道路高嘞，咖啡好喝。道路没高木路标记嘞，但是也突标记嘛耶，道路高那耶不好喝，道路没高木不好喝，不好喝。coffee 道路没高木，但是也 coffee 耶道路没高那耶都是标话嘞，咖啡不好喝，咖啡不好喝。 咖啡、赛呀、咖啡。他说：“咖啡赛呢，咖啡哦，对对对，咖啡馆的咖啡。咖啡赛呀，咖啡。咖啡馆的咖啡，咖啡馆的咖啡。咖啡赛呀，咖啡倒入缸里。他说：‘一个呢，咖啡馆的咖啡，咖啡赛呀，咖啡呀，好喝，倒入缸里。咖啡馆的咖啡好喝。’” 咖啡馆的咖啡好喝。coffee 山人家 coffee 到了我们高木，咖啡馆的咖啡不好喝。咖啡馆的咖啡不好喝，咖啡馆的咖啡不好喝。Eddie 山，Eddie 的山不喏，Eddie 呢山呢对啦，那家，Eddie 的山那家。 娜佳，娜佳。Eddie，咖啡塞。娜佳咖啡馆，娜佳咖啡馆。Eddie，咖啡塞。娜佳咖啡馆。Eddie，咖啡塞呀，咖啡，咖啡有 attribute 它的。娜佳咖啡馆的咖啡。 那家咖啡馆的咖啡，Eddie Coffee Say a Coffee。那家咖啡馆的咖啡，Eddie Coffee Say a Coffee。道路刚来，那家咖啡馆的咖啡好喝。那家咖啡馆的咖啡好喝。那家咖啡馆的咖啡好喝。Eddie Coffee Say a Coffee。 到了，我们讲哦，那家咖啡馆的咖啡不好喝啊，那家咖啡馆的咖啡不好喝。好喝，给、okay, 我阿拉我继续涂点马来克喵。